ရုရှားနိုင်ငံကနေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုခုကို၅နှစ်အတွင်းတိုက်ခတ်လာနိုင်ကြောင်းယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီက Sky News တွင်ထာနာနေရတလောအင်တာဗျူးတစ်ခုမှာသတိပေးပြောဆိုသွားပါတယ်။ယခုမှချက်ကိုဇယ်လန်စကီကစီစဉ်တင်ဆက်သူမတ်အော့စတင်ရဲ့အင်တာဗျူးမှာပြောခဲ့ခြင်းဖြစ်ပါတယ်။လာပိုင်းတွင်ရုရှားဘက်ကတိုက်လာနိုင်သလားဆိုတဲ့မေးခွန်းကိုဇယ်လန်စကီကပူတင်အသိပြုံးမဲ့မထင်ဘူးလို့ဖြေခဲ့ပါတယ်။ ဒါအပြင်နေတိုးဖွဲ့ဝင်နိုင်ငံများအနေနဲ့2035ခုနှစ်ထက်နောက်မကျဘဲကာကွယ်ရေးသုံးစိတ်ကို GDP ရဲ့900ခန့်နှုန်းထိတိုးမြင့်မဲ့စီစဉ်ကအရန်ကြာနေရလို့လဲဇယ်လန်စကီကမှတ်ချက်ပေးခဲ့ပြီး2030ခုနှစ်လောက်မှစတင်ကရုရှားရဲ့စစ်ရေးဆွေးရည်များတိတိတသာကောင်းလာနိုင်တယ်လို့သုံးသပ်ပြခဲ့ပါတယ်။လက်ရှိမှာယူကရိန်းကရုရှားအတွက်အနောက်ရှက်ဖြစ်နေတော့ရုရှားစစ်တပ်ကလေ့ကျင့်ချိန်မရဘူး။ရုရှားမှာနားချိန်လိုအပ်တဲ့ သူတို့ကိုချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကနေလွတ်ဖို့လေလိုအပ်တယ်စစ်တပ်လေးကြိမ်လိုနေတယ်အဲ့ဒါပြီးရင်တော့ပူတင်မှာစစ်တပ်အသစ်တစ်ခုအသစ်ဖြစ်နေမှာပေါ့လို့၎င်းအမည်ကိုပြောပါတယ်အင်တာဗျူးမှာ၎င်းကအရှိလေပိုင်းတင်မာမှုကြောင့်အမေရိကန်ပါဝင်မိဖန်နိုင်ငံများထံမှယူကရိန်းကိုအကူအညီပေးမှုနှဲသွားနိုင်ကြောင်း ၎င်းအားစစ်ပွဲကာလတလျှောက်ယူကရိန်းကိုဦးဆောင်ရဲ့အသင်းတော်ဆုံးလူဟုတ်ခြင်းမှာဟုတ်မေဒါပေမဲ့လည်းအတွေ့အကြုံရှိဆုံးသူဖြစ်ကြောင်းအမေရိကန်နဲ့ရုရှားကမိဖက်နိုင်ငံများခိတ္တဖြစ်လေဖြစ်သွားမှာဖြစ်ကြောင်းဒါပေမဲ့ဒေါ်နယ်ထရန့်အာနာရှိရေးတွေဘယ်တော့မှမိတ်ဆွေမဖြစ်နိုင်ကြောင်းစသည်တို့ကိုလည်းပြောဆိုခဲ့ပါတယ်။ဟိုလီကြော်ကြော်ဖြစ်ခဲ့တဲ့ဒေါ်နယ်ထရန့်ရဲ့အင်ဖြူတော်တွေးဆမှုတွင်ပိုကြားခံရတဲ့ခံစားချက်ဖြစ်ခဲ့သလားလို့အစီအစဉ်တင်ဆက်သူကမေးမြန်းရာ ဇယ်လန်စကီးကတိုက်ရိုက်မဖြေခဲ့ပဲ၎င်းအနေနဲ့ရိုသားပွင့်လင်းစွာပြုမူခဲ့တယ်လို့ဖြေခဲ့ပါတယ်။အီရန်အစ္စရေးပြည်ပခန့်နဲ့ပတ်သက်ပြီး၎င်းရဲ့အမြင်နဲ့အရှေ့တဲပိုင်းစစ်ပွဲကယူကရိန်းပေါ်မိသည့်တရားမှုရှိလာနေတာကိုမေးခဲ့ရာ အမေရိကန်အပါအဝင်မိဘနိုင်ငံများရဲ့အထောက်ပံ့ရမှုလဲသွားနိုင်မယ်။ယူကရိန်းအတွက်လည်းခက်ခဲလိမ့်မယ်လို့ဇယ်လန်စကီးကဖြေခဲ့ပါတယ်။